နွေမာလာရှဲနေမှာပြုလုပ်မဲ့ရွေးကောက်ပွဲမှာစင်ဘူရောက်မြန်မာနိုင်ငံသား300နေပါက Flying to Vote အစည်းအဝေးနဲ့တစုတစည်းတဲ့မြန်မာနိုင်ငံကိုမဲပြန်လာပေးဖို့ရှိနေပါတယ်။ဒီလိုပြန်လာမဲပေးဖို့အတွက်နိုဝင်ဘာ4ရက်ကနေ6ရက်နေ့အတွင်းမှာအဖွဲ့ခွဲပြီးပြန်လာကြမှာဖြစ်ပါတယ်။ဒီလိုပြန်လာမဲပေးနိုင်မှုအတွက်စက်တင်ဘာလလောက်ကလေးကလေကြောင်းလိုင်းအချို့နဲ့ညှိနှိုင်းစီစဉ်ထားတာဖြစ်ပါတယ်။ Flying to Book အစီအစဉ်နဲ့တစုတစည်းတဲ့မြန်မာနိုင်ငံကိုပြန်လာမဲပေးတဲ့အစီအစဉ်နဲ့ပတ်သက်ပြီးအဲ့ဒီအဖွဲ့ကပြောရေးဆိုခွင့်ရှိသူတအူးကအခုလိုပြောပါရယ်။အစစ်စပေါင်းစင်းရရကျွန်တော် T-shirt နဲ့တွက်မှဆို200ကျော်ပြီ300တော့ပြတော့မယ်။300ပြဖို့20လောက်လုံမှာပေါ့နော်။ T-shirt နဲ့ဆိုရင် T-shirt ရေးတွက်နေဆိုရင်အဲအဓိကအခက်အခဲကတော့အဲ့ဒီဒီကြောင်း online နဲ့စကားပြောရတာပေါ့ညှိနှိုင်းရတာပေါ့နော်။ အဲသူတို့ကဘယ်လိုဘယ်လိုသဘောရှိလဲဆိုတော့လေရင်တစ်စီးထဲမှာလူအုပ်စု60ကျော်သွားလို့ရှိရင်သူတို့ကဇီးရန်ကြီးတယ်ဗျ။ဟုတ်လို့ဆိုတော့လေရင်တစ်စီးလုံးကိုသူတို့ကဒီအုပ်စုတစ်ခုတည်းကိုသူကပေးဖို့တိတ်စက်မပြေဘူး။အဲ့ဒါကိုတော်တော်ညှိရတယ်။အဲအဲ့ဒါကိုလည်းအခု MAI တစ်ခုရဲ့ဒီဥစ္စာကိုကူညီနိုင်တယ်။ဇီးရလည်းတော်တော်လေးကိုတင့်တယ်မှာ260ဆိုတော့ကျွန်တော်တို့ group sign နဲ့ဆိုရင်လေကျွန်တော်တို့တရားရတာဟုတ်။အဲ့တော့အဲ့ဒီဥစ္စာအခက်ခဲ ်20စီလောက်ခွဲပြီးတော့ပေးရဆိုတာဒါကူညီပေးလို့ရတယ်လေးောင်းလိုက်တော့မများကျွန်တော်တို့တိုက်ပြီးတော့ဆွေးနွေးတဲ့အခါမှာအဲ့လိုမဲ့တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကြတော့အာပထမရည်ရွယ်ချက်တဲ့ဟိုကကျွန်တော်လူအုပ်စုများများနဲ့ခဏပြောလို့ပြောပါပါပြန်တင်နေတော့နည်းနည်းအဲ့လိုဒီလိုဟိုစိတ်တဲ့အင်အပေးလိုမျိုးပေါ့နော်လှုပ်ချင်တယ်။အဲအဲ့ဒါအကြောင်းကျွန်တော်တို့ကဒီအုပ်စုကြီးကြီးကိုပြန်တင်တာအဲ့ကျွန်တော်တို့အကြီးဆုံးရတာကတော့အခု154ယောက်ကအကြီးဆုံးပဲအဲ့ဒီ turn နဲ့ပြန်မဖွဲ့ဘောနော ြန်နိုင်တယ်ဒါပေမဲ့အဲ့လိုတူချင်းလက်မှတ်ဝယ်ပြီးတော့ပြန်လာဘယ်သူမှသိမှာမဟုတ်ဘူးဒါကျွန်တော်တို့ကဒီဥစ္စာကိုအဓိကဟိုကျွန်တော်လူစုပြီးတော့ပြန်တယ်မဲပေးဖို့ပြန်တယ်ဆိုတာမျိုးဟိုဖြစ်စေခြင်းလို့ကျွန်တော်တို့ကဒီကိစ္စကိုလုပ်တာအဲ့လိုလုပ်တဲ့အခါမှာလည်းခုနကရွေးကောက်ပွဲအတွက် awareness ပေါ့နော်ရွေးကောက်ပွဲကိုလူတွေများများပါဝင်လာဖို့ လှုံ့ဆော်တဲ့ရွေးချယ်မျိုးလည်းပါတယ်။ဆက်လက်ပြီး Fly to Bo အဖွဲ့နဲ့မြန်မာနိုင်ငံကိုပြန်လာမဲပေးဖို့အစီအစဉ်ရမှာတွေ့ကြုံရတဲ့အခက်အခဲအချို့ကိုလည်းအခုလိုပြောပါရစေ။အခွင့်အရေးကတော့တချို့တွေကအခွင့်အရေးမရှိတဲ့လူတွေကတော့ဟာအံပိတ်ကြီးပါတယ်။အံပိတ်ဆိုတာဒါကလည်းဖြတ်မှာပါ။ကျွန်တော်ကအခွင့်အရေးနည်းနည်းလေးကြံပြီးအဲကြံတဲ့အခွင့်ကိုယူလိုက်တာပေါ့နော်။ ဖွဲ့ကကျွန်တော်တို့အများဖြင့်ကျွန်တော်တို့၄ရက်တူတာဘယ်လိုမျိုးရကြလဲ။ဒါသူသတ်မှတ်ထားတယ်။တစ်နှစ်ကိုဆိုတော့အဲလိုယူလို့ရတယ်။တစ်နှစ်အတွင်းမှာယူလို့ရတဲ့ခွင့်သတ်မှတ်ထား။အဲ့ဒီကဝင်လို့ရှိရင်အဲ့ဒီခွင့်ကိုယူလို့ရတယ်၊သုံးလို့ရတယ်။ကျွန်တော်အထင်မှာတော့မများကအဲ့ဒီကျက်သုံးလိုက်ကြတာ။အတူကတော့သူကပရိုရိတ်လို့ခေါ်တယ်။ဒီဝင်မော်ဒီဒီရက်ကိုတော့ပြန်ထွက်လိုက်တာ။ဆက်လိုက်ပြီးတော့ဒီထဲကမဝင်ဘူးဆိုလို့ရှိရင်သူကအဲ့ဒီကြားတဲ့နဲ့ဟိုပတ်စံကိုဖြတ်တာပေါ့။တရက်စာဖြတ် ဲ့ဒါတွေကတော့ကျွန်တော်တို့ကအတိအကျမသိဘူးမသိကြတာလေပိုလစီကတင်းလို့ရှိတယ်တချို့က weekly သွားတယ်တချို့က monthly သွားတယ်အဲ့တော့အဲ့အဲ့ဒီပေါ်ကနေမချက်ကြတာတရက်စာကိုဘယ်လိုတွက်လဲပေါ့အဲကျွန်တော်တို့ကျဲမှာလို့ကြားတော့တရားနဲ့ကျွန်တော်ကြားရခွင့်ရမရှိတော့လို့ဆိုတော့ကတ်နိုင်တော့နည်းနည်းရအောင်နည်းနည်းဟိုနည်းနည်းပဲသုံးအောင်အဲ့လိုမျိုးတောင်းဆိုတဲ့လူရှိတယ်အထူးကြောက်လေအဲ့ဒါကြောင့်မပြန်ပြတော့မပြန်ပြလို့ဥမာအဲ့ကျွန်တော်ကစိတ်ရဲ့အတိအကျပြန်တယ်အဲ့လိုကြတော့မလွယ်တော့ အဲတချို့တွေအားကတော့ကြံခဲ့ခွင့်ရမရှိဘူးเนาะအဲ့လိုမကြံခဲ့တဲ့လူတွေဆိုရှိတချို့ကတော့တရက်ကောင်ပိတ်ယူလိုက်ရတယ်အဲ့ဒါတော့ကြားရလားအဲ့တရက်နဲ့ရကြားတယ်ဟိုဒုတိယကတော့ကျွန်တော်လည်းမှတ်ဒီလိုပြန်လာမဲပေးတဲ့အတွက်သက်ဆိုင်ရာလုပ်ငန်းခွင်တွေကပေးတဲ့တစ်နှစ်ပတ်လုံးရရှိတဲ့ခွင့်ရတွေကအချို့ဟာခွင့်အဖြစ်ယူကပြန်လာကြပြီးခွင့်ရမကြံရှိတဲ့သူအချို့ကတော့လုပ်ငန်းရှင်နဲ့ညှိနှိုင်းပြန်လာကြတယ်လို့သိရပါဗျ။ တချို့ကတော့ပြန်လာတဲ့ရက်ပေါ်မူတည်ပြီးလသာဖြတ်တောက်ခံရတာတွေရှိတယ်လို့လည်းသိရပါဗျ။